ျွန်တော်ရဲ့မိတ်ဆွေများအားလုံးပဲမင်္ဂလာပါခင်ဗျာ။ဘာမီဟော်ရာ channel လေးကနေစေဝန်စားပွဲထူးခြားစမ်းခြင်းလှုပ်ဝှက်စမ်းခြင်းကမ်းမီရောက်ပြည်မန်ဇလန်ကောင်းလေးကို တင်ဆက်ပေးဖို့ချိန်ခါကြောက်ရွံ့လို့လာခဲ့ပြန်ပါပြီ။ဒီနေ့တင်ဆက်ပေးမယ့်1964ခုနှစ်စစ်သားဘဝမှာတောင်ပူကိုတတ်ခဲ့မိလို့ဘဝတစ်လျှောက်လုံးမိသားစုနဲ့တကွတဲ့ပြားနေခဲ့ရသောအငိမ့်သားစစ်ဘိုလ်ကြီးရဲ့ နောင်တလို့မြည်ရတဲ့စိတ်ဝင်စားပွဲတတိတံဝေကရပွဲအောင်လူဝဆန်းချင်းကမိယဖြစ်ရမန်ဇလန်ကောင်းလေးကိုတင်ဆက်ပေးမှာဖြစ်လို့ခံစားနှားစင်အားပေးကြပါဦးခင်ဗျာဝေကျွေးခြင်းမကြည်စံတောင်းများမိမိတို့မြန်မာမှုစိုးရိုးစကားများမှာဥပဒေကြောင့်ဥပယောက်ဆိုသောစကားရှိပါတယ်မှန်မှန်တော့မိမိအဆုံးဖြတ်မပေးလို့ပါ ဖြစ်ပျက်ခဲ့တော့လမ်းတကွေတချို့မှုဝါပြောက်ခွဲမသွားမီမှန်ញံပါဝါကုန်ခံမသွားမီစိတ်ကူးလက်များဖြန့်ကျက်ပြီးပြန်လည်ငဲ့ကြည့်မိတယ်မိတို့ပင်ဆိုစေဘုရားရဲ့တန်ယုဒ္ဓနေကေလာလူဟာသူကိုယ်သူပြုပြင်ဖန်တီးနိုင်ပါတယ်အတိတ်မှာသူ့ရဲ့လောရတုဟာပြစ္ဆုတ်ပံအတွက်ထောက်ပံ့ပြီးပြစ္ဆုတ်ပံမှာသူ့ရဲ့လောရတုဟာအနာဂတ်ကိုလွှတ်မိုးပါတယ်လူတို့ရဲ့ပြောရွှင်မှုမပြောရွှင်မှုတော့မဟုတ် ောင်းကျိုးဆိုးကျိုးများဟာစိတ်မတည်ငြိမ်သောနတ်ဆိုးရဲ့ဖန်ဆောင်မှုကြောင့်ပေါ်လာရတာမဟုတ်ဆိုသောသက္ကရရှိပါသည်ဗုဒ္ဓဘာသာဝင်ပြီးပြီးမိမိရဲ့ချမ်းသာဆင်းရဲမှုသည်လည်းမိမိရဲ့အတိတ်ကြောင့်နေလို့ယုံကြည်ထားပါသည်ပင်လေပင်ကျဲမှတပုပ်ပေါက်ဆွတ်ဖို့အရေးကလွယ်ခြင်းလွယ်လိမ့်မည်မနုဿလူဘဝဟာရာခေလာပြီးချင်းထို့ပြင်ကောင်းကင်မှပြစ်ချက်သောအဲ့နဲ့မြေပြင်ကအဲ့ဥပမာနဲ့လည်း ဥပမာဥပမေယလည်းခိုင်နိုင်ပြောဆိုကြပါသေးတယ်။ထို့ကဲ့သို့သောခေယခေစစ်လူလောကကို ရောက်ရှိလာစဉ်ကလည်းတောကပရိဒေဝနမိတ်ကိုဆောင်လျက်ငိုကြွေးမြည်တမ်းပြီးအမိဝမ်းမှကြွလာတဲ့ဤသူဘဝဏီကုံဆုံးသက်တော်လေသမုဒိယနှွေဘွားသာသမီဇနီးမယောင်ငိုကြွေးမြည်တမ်းတမ်းဖုံးပြီးလူဘဝမှာထွက်ခွာသွားဖို့ပဲရှိပါတယ်။ဤသို့သောလူဘဝရဲ့နိယမတန်တရားဆက်ဝဲမှာခြားရဟလို့ ခီးသွားသူဒုပမာအတန်တင့်ကိုခရီးဆက်ရောက်နေမှနောက်ကိုလမ်းမျောကြည့်ရင်မိမိလမ်းလျှောက် ခြေချခဲ့သောလမ်းတာကိုမြင်နိုင်စွမ်းရှိသည်မြောက်မျက်စိတစ်စုံကြည့်ပြီးပြင့်သက်ချနေမိတဲ့ကြပါရင်လူပွားကြီးကဘာမှမကြလိုက်ပါလားဆိုပြီးတံဝေးကနေရေရွညှိတော်တကြပါရင်ချင်းရင်လေးမှော်တို့ရဲ့တက်တန်းကိုထောက်ရှုပြီးမိမိတို့ရဲ့လူပွားဟာရှေလျားကြောင်မြင့်လာတယ်လို့ ဘဝင်လေဟနေချင်းများရှိတဲ့ကဲ့သို့တာဝရိန်သာနတ်သက်တရကလူဘဝရဲ့နှစ်တရလို့ပြောတဲ့အခါမှာရေတပွဲမြန်သောမိမိရဲ့လူဘဝတက်တန်းကိုအထိတ်တလန့်ဖြစ်ရပြန်ပါလေလက်ရှိမိမိရဲ့တက်ရောက်နေဟာ60ကျော်ပါပြီ60ကျော်ဆိုသဖြင့်လူဘဝရဲ့နောက်ဆုံးမိုင်နှိုင်းပိုင်းတတိယရွယ်လို့ဆိုရမှာဖြစ်ပါလေဒီလိုသောတတိယမှတ်တိုင်ကိုခြေချမိတော့မှကျော်လွင်ဖြတ်တန်းခဲ့သောမှတ်တိုင်များကိုငေဆောင်ကြည့်ကော လက်ရှိတာဝန်မဲ့အငိမ့်သားအချိန်များကိုအတုံးချခြင်းလာပါလေ။ကြံရှိသောနိုင်လက်တည်းများအကျုံးမဲ့ဖြစ်မသွားစီလိုသောစံနာလည်းပါပါလေ။ဇရရဲ့ကြီးကျိုးမင်းမူလာမှုကိုဥပိ္ပခပြုလို့မရတော့ပါ။မမြင်ရအောင် ဖုံးကွယ်ပါထားသောကိလေသာအနုတ္တိယများက ခန္ဓာယိုယွန်းလာမှုကိုစောစန်းတမန်ပြုပြင်ဖော်ထိပ်ပြီးအန်တုဖတ်ပြန်ပါလေ။ခါခြင်းကောင်းမှန်ကြီးခြင်းနေပါလေ။တောင်ကြီးကိုဖြိုခြင်းနေပါလေ။အချင်းဤသာ နေထွက်နေဝင်သူ့အတွင်သူဆောင်မိမိနဲ့ရောင်လို့တော့မပတ်သက်ဘူးလို့ယူဆနေတော့အတိတ်ကာလများပဲဖြစ်ပါတယ်လွန်ခဲ့သောနှစ်ပေါင်း30ကျော်ဝန်းကျင်ရက်လခုနှစ်အတိကျပြောလို့ရပါတယ်1964ခုနှစ်အမှန်တော့ပြောလို့စိတ်မရှိပါပြီးသောကာလကကြံခဲ့ပြီဖြစ်ပါတယ်ခြေကြောက်ကိုရေနှုမနေခြင်းမှာအဖြစ်ပြက်ပြောင်းလဲများကတိုက်ဆိုင်နေလို့ပြောရမလားမပြောတတ်ပါဘူးဥပဒဏ်လို့စိုးစိုးဖြစ်ခဲ့ဒီမှာတော့ မှန်သောသစ္စာပဲဖြစ်ပါတယ်မိမိနဲ့လက်နက်မြည်သောလူကိုတည်စေတတ်တဲ့အရာဟာ စင်စစ်စတင်စင်မှုထမ်းဘဝကို ခြေချစဉ်နိဒံပြုခဲ့ပါတယ်ကနဦးအစိမ့်တတ်တဲ့ဘဝမှာကျုံဆုံးခဲ့ခြင်းမှာအမတ်တိုင်းဝန်ခံရမယ်ဆိုရင် တုံ့လုံချောက်ချောက်တော့အောင်ခံစားမှုဝိရနေပါခဲ့ပါတယ်ဒေတာကရှမ်းပြည်နယ်တောင်ပိုင်းမြို့ကအောင်မမြို့1964ခုနှစ် နေဦးပိုင်းမှန်ပရရယခုတိုင်းပြန်လဲမြင်ရောက်နိုင်ပါသေးတယ်။တနတ်ဆိုတာဓာဝလားဆိုပြီးစတင်သိရှိခဲ့ရခြင်းဖြစ်တယ်။ကျောင်းသိန်းလုံးကြီးကိုချွတ်၍စစ်စိမ်ဝစ်စင်ကောင်းဒူညီဝစ်စုံကိုဂုံယူဝင်းကျွားစွာ ပြောင်းလဲဝစ်စင်မိကစားပဲဖြစ်ပါတယ်။လူငယ်လူရွယ်တက်သားသည်မြောက်အင်အား360ခန့်တက်စုအဖြစ်6စုဟာညဉ့်ညာကျပြန်သောမြင်ရင်တို့မှအစီအစဉ်တကျနေရာယူ ုံစံတကျထိုင်လျက်ရှိပါသည်မိမိတို့လာရလမ်းရဲ့နောက်ကျောဘက်မှာမြေပြန့်မြန်ရိုင်းလွင်ပြင်ဖြစ်တော်လေရှေ့မှာရှိတဲ့မျက်နှာမူရမှာတောင်နေရန်မတ်ဆောက်ရှိပါသည်ဝေယမှာလည်းမျက်နှာဆောင်မှာရှိတဲ့တောင်မြင့်ရဲ့တောင်လမောင်းများမြင်းရံမှာနေရောင်ကိုလျှော့ပြီးမိမိတို့တန်းစီထိုင်လျက်နေရာယူထားရောင်းကွင်းပြင်ကွက်လက်ကိုကာယံပေးထားပါသည်ဤဒီမှာစပ်ပြကွင်းတစ်ခုရဲ့လုံခြုံမှုလိုအပ်သောအနေအထားဖြစ်ကြောင်းနောက်မှသိရပါသည် တတသည်များရဲ့ရှိမောင်းဤပြဆရာများရှိကြပြီးမိမိတို့မျက်နှာမူရောဝေးရတောင်းလက်မောင်းရဲ့အစုံရှိနောက်တောင်းချင်ပေါင်းပြစ်မှတ်များတိုင်ကုန်များနဲ့မှတရေတစ်ခုမှလေးတောင်းသူပုံးတစ်လုံးကို တွေ့နေရပါတယ်မိမိတို့တပ်ဖွဲ့မှအကွာဝေးခိုင်းနေရလို့ထင်ပါတယ်မှတ်မှတ်ပြီးတော့ပါလက်နဲ့ငယ်လက်ဒကန်ဖြစ်တယ်ဤပြများထဲမှာဥဆောင်အရာခံဗိုလ်တူကမိမိတို့လက်နဲ့ငယ်ရဲ့ထိရောက်မှုစွမ်းရည်များကို လက်ချပေးနေပါတယ် တော်တော်ကြာကြပြောဆိုပြီးတော့မှမိပြတက်ချက်တူကမိမိတို့တန်စီထိုင်နေကြသောတက်တာသည်များရဲ့ရှိမြေကွက်လက်မှာစနစ်တကျမောက်လျက်အနေထားနဲ့ပြစ်ခတ်ပြခြင်းဖြစ်ပါတယ်ဆက်ပြကွင်းမှာမိပြပြစ်ခတ်ပြခြင်းကကြီးကြောင်ပေါက်ကွဲပြီးပြောင်းသွားမှာတွင်းကန်ထွက်သွားတဲ့အားကတနတ်တလက်လုံးကိုနောက်ကိုစောင့်တွေ့ပါတယ်အဲဒါကိုတနတ်ပြောင်းဘင်းညာရင်းရင်းလှုပ်ရှားမသွားစေရန်အတွက်လက်နှစ်ဖက်နဲ့ မြင်းမြေချုပ်ကိန်းထားတဲ့ကဲ့သို့တနတ်ဒင်းရဲ့နောက်ကန်အားကိုညဘက်ပခုံးသားနဲ့အောပြိုင်ဆွဲကပ်ထားရပါတယ်။ဒီအနေထားကိုသိတာကြောင့်အတွေ့အကြုံမရှိသေးတဲ့တပ်သားတွေများတို့တွင်းကန်လှုပ်ရှားမှုမရှိသလောက်နေပါတော့ point 22ကြီးနဲ့ရင်ပါစေခြင်းဖြစ်ပါတယ်။ဒီလိုနဲ့နောက်ပိုင်းမှာအတွေ့အကြုံနဲ့လေ့ကျင့်ပြုထောင်ပေးလာမှုကြောင့်မိမိဟာတနတ်ကိုကောင်းစွာအသုံးချတတ်လာပါတယ်။တနတ်ကိုချစ်တတ်လာတယ်။စင်မြေပြေမှာမင်းကိုမင်းမိမကော မင်းတကယ်ချင်းကမင်းဖေမင်းမေကလာခဲ့မှာမဟုတ်ဘူးမင်းလက်ထက်ကတနက်ကပဲမင်းကိုကဲမှာဆိုတော့ပြပြနေနေဆိုလာတော့ဆရာဆရာကြီးများရဲ့ဩဝါဒကိုလေကျင့်နေနှစ်တလာပါလေရန်သူနဲ့ငကိုရင်ဆိုင်ရခြင်းပေါင်းကိုရဲ့လက်ထက်ကတနက်ကျန်းဖြစ်ပြီးတော့ရန်သူကလက်ဦးတစ်ဖြင့်ဘဝဆုံးသွားသူမြေဝါထစ်တင်ကျုံပူပြီဖြစ်ပါလေတနက်ကိုအစင်းတစ်ဖြင့်တန်ရှင်းပြောင်းလဲစေပြီးညအေးရဝန်းနာနဲ့ဇနီးမရခဲ့တော့အေးရပြီးမှာထားပြီး အိတ်ဆက်တက်လာပါတယ်အဲ့ဒီအကျင့်ဟာတမန်တော်သာဘောတရှော်လို့ဖြစ်ခဲ့ပါတယ်သူကဲ့သို့တနတ်နဲ့မင်းရင်ဖြစ်နေကြရကတနတ်ပြေဝါသနာရရှိလာခဲ့ပါတယ်ရှေ့တန်းမှာနေလို့နောက်တန်းကိုပြန်နာနေစဉ်မွေမှန်တင်နှံမြောင်းပြန်ပွေးမြတ်မှာတနတ်ပြေထူးကျန်စုများတော်ရရှိလိုက်ပါသေးတယ်မိမိမောင်ချင်းရဲပေါ်များကဲ့သို့အမေပြေတိုးလိုက်တော့ဝါသနာမပါခဲ့ပါတော်တော်လေးတိုးလေတော့ဝါသနာပါပါတယ် မိမိပြောလို့တော့တော်လေဆိုဒီမှာတနတ်တလက်နဲ့ရှုံမြောင်တောင်းများကိုတကူတွေလှည့်လည်ပြီးအကောင်ငယ်များဖြစ်တော့ဂျူခါရစ်တောကျက်ပြည်ရလေးရှိပါတယ်အထူးသဖြင့်တောကျက်ပြည်တွေရှိပါတယ်တောကျက်ကလည်းအလွန်လင်းမြန်ပါနဲ့လို့ခက်ခက်ခက်ပြည်ရလေးရှိတယ်ဘာကောင်ကြီးများကိုတော့ပြည်လေမရှိပါတောကျက်မှာလည်းလိမ္မာပါနဲ့လွင်ပါတယ်မိမိမှာ ရှင်ပြိုင်ဉဏ်ကစားရသဖြင့်လေပျော်ရွှင်မိပါတယ် တော်တင်ကိုဝင်ပြီဆိုရင် တွေ့တတ်တော့လေပိုင်ပိုင်ပြည့်ရခဲ့ပါလေတကယ်မိုးဆူမြမောင်းဂျီတော်ဝက်ဆက်မြောက်စားတွေကို ပြည့်ကြလေရှိပါလေဆိုတဲ့အတိုင်းမိပြည့်ခဲ့မှုတဲ့ငှက်မြမောင်းထူးထူးခြားခြားတောင်းပြည့်ခဲ့မှုတော့ကိုမှတ်မှတ်ရရရှင်းနေခဲ့ပါလေအမှန်မောင်းမိုးဆူမြောင်းတောင်းငှက်ကိုပြည့်လေမရှိကြောင်းကြားဖို့တော့လေအလေးကယူမထားတတိလက်လွေပြည့်ခဲ့မိခြင်းသာဖြစ်ပါလေ ဒေါ်ဇင်ကရှမ်းပြည်နယ်မြောက်ပိုင်းနမတူဘော်တွင်အနောက်ချမ်းမှာရှိတဲ့မန်တုံမြို့မှာတောင်ဝင်ကျစင်ကဖြစ်ပါတယ်။မန်တုံမြို့ဟာပလောင်တိုင်းရင်းသားများစုနေထိုင်သော မြို့ငယ်ဖြစ်ပါတယ်။နမတူအနောက်ဘက်ချမ်းမှာနေလို့ဘော်တွင်လုံသမားမြို့ရဲ့မြောက်ပိုင်းအစွန်းဖျားမှာကျော်လွင်ဖြစ်တဲ့သောကလန်နဲ့ဆက်သွယ်ထားပါတယ်။ကလန်မှာနမတူဘော်တွင်ကြတော့ကောင်းဝင်ပြီးတော့ဘော်တွင်မန်တုံကြောင်းမြေသားလန်ဖြစ်တယ်။ဘော်တွင်ကာလာများမှာ ကားများတာယာကိုတန်ကျိုးပက်ပြီးခက်ခဲခဲမောင်းနေရတဲ့နေရာဖြစ်ပါလိမ့်မန်တုံမျိုးလေးဟောင်းရွှေတွင်ရေချုံးဆက်သောလူနေစိတ်ပြီးတော့အရှိချမ်းအနောက်ချမ်းတွေမှာတောင်ကုန်းများရှိပါလိမ့်အဲ့ဒီတောင်ကုန်းများပေါ်မှာလက်ဖက်ဆိုင်ခင်းများရှိတယ်မြို့ကိုဝင်အရှိချမ်းကုန်းမြစ်မှာစတင်ကြောင်းအနောက်ဘက်ချမ်းပို့တဲ့ကုန်းထက်မှာတက်စကန်ဆွဲထားပါလိမ့်မိမိတို့ရှိစဉ်ကတခွဲတခွဲနေရာယူထားတယ်တောင်ကြီး60မြို့တွင်ကိုဦးတည်ပြီးတော့ လူတော်လန်တဲ့ပေမှာကုန်းမြင့်မှာတက်ခွဲယုံဆိုင်ပါလေဒီနေ့မှာပြင်းပြင်းရှိတာနဲ့မိမိအခြေပြုစကံဝင်းခြင်းကြည်တကံလှဲ့လေလေလာပါလေတိုးလေတဲ့သဘောလေးဖြစ်ပါလေကာပိုင်ကိုကြီး15000ဆန့်ကြီးပေါ်တဘောက်တော့တဏ္ဍမှာတက်ပြီးတော့ယူလာခဲ့တယ်မိမိတို့စကံနဲ့ခိုက်တထောင်ဝင်းခြင်းခန္ဓာရှိမဲ့ရှေ့စင်ကြီးရှော့တော့ကိုထွက်လာခဲ့ပါလေစကံမှာမျောကြည့်လိုက်မယ်ဆိုရင် ကံွယ်ဝေဒရန်စင်ကြီးလျှောကွင်တူလိုင်းလူတော်လန်ရှိပါတယ်။အဲ့ဒီမြင်းနီလန်တိုင်းအောက်ချမ်းမှာလက်ဖက်တော်ဖြစ်တယ်။မိမိဟောတောင်ပတ်လန်တစ်ချောင်းလက်ဖက်ပင်များရဲ့ထက်မှာတော်တော်ရဲ့သဘောဝါကိုငေးမောရင်ရှောက်လာခဲ့ပါတယ်။လက်ဖက်ဆိုင်ခင်အစုံနာကိုရောက်မှာတော့ရှေ့ရှိဂိုက်တရားခန့်အဝေးမှာလူတော်လန်ဘေးမညာကိုကန့်လန့်ဖြတ်ပြေးသွားတော့ပြုညိုရောဆွေရင့်ငဲ့တကောင်ကိုရိတ်ခနဲ့တွေ့လဲရပါတယ်။တောကြံများခဲ့တော့ လစ်လစ်နေအောင်မြန်သည်ဖြစ်အောင်ပြည့်လို့မရနိုင်ပါရင်ငံမြန်တိလက်ယုံသာဖြစ်ပါလေတိုးချက်ဖာရွယ်စားရှိတော်လေးအနည်းရောမဟုတ်ပင်ငွေရောအဝါအညိုရောချက်နေသည်ဖြင့်ရင့်ငတ်လို့ဆိုလိုက်ခြင်းဖြစ်ပါလေတိုးတော်လေးမြှုပ်လင်းချက်နဲ့ကာပိုင်ကိုမောင်းတင်လိုက်ပြီးလုံချုံရေးခလုတ်ကို အသာပိတ်ထားလိုက်ပါလေရင့်ငတ် OD ပြေးလွှဲရောတိုးရဲ့အော့ဘတ်ဆက်ကို ပန်းပြီးတော့ဝင်လိုက်တယ်နေစင်းတော်တော့ တောထူထူအောက်ချေရှုကိုခြေတန်လုံးစွာ တိုးဝင်လိုက်ပါတယ်တစတစနဲ့တိုးမရအောင်တော့ကပိတ်စီလာတယ်ညာဘက်အောက်ချေမောင်းမျက်ခင်ပါပါတိုးချက်မြောင်းအစာကောက်တဲ့ကွက်လက်ရှိပါတယ်အဲ့ဒီကွက်လက်မှာဘေဘက်တောထူရကိုတိုးဝင်ခဲ့ခြင်းဖြစ်တယ်တိုးချက်မှာအသာရထိုင်ပြီးစူးစမ်းတော့လေသူဟမ်းမတူလို့ရင်းငတ်ဝတီသွားရမျက်နှာချင်းဆိုင်မှာတော်တိုးခြင်းဖြစ်ပါတယ်ဒီလိုနဲ့တိုးရင်တိုးရင်နဲ့တောကပုံမပိတ်လာခဲ့တယ် ရှင်မလေးတောင်မှလှုပ်ခတ်တယ်လို့လို့တည်တည်မြကြံမိတာနဲ့ဆေးရတက်ပြီးဆက်တူပါတယ်နောက်ဆုံးလေးဘက်ထောက်မိချောင်းတွားသွားရပါတယ်အတန်းလုံးကျုံစီရဲ့အတွက်မိမိချမ်းမဲ့တောင်လက်နေရများကိုတိရွက်ချောက်တင်ကန်းချောက်တွေကိုအသာရဖေရှားရပါတယ်ပြီးတော့မျက်လုံးကချုံအောင်ဒီကိုင်းပေါ်နှွေပေါ်ဒီကင်းတခါကြနှစ်နှစ်ဆက်ဆက်လှုပ်ရှားမှုကိုရှားတယ်။တောစတိုးဒီမှာ အတော်လေးကြာချင်းခမန်းတောလေကိုရောက်လာခဲ့ပါတယ်ထို့ကြောင့်မောင်တပင်တပင်မောင်မနှွေတန်းတစ်ခုလှုပ်ရှားသွားပြီးမဲမဲရဲတစ်ခုရှော့ကလေးအနိုင်မြေဘက်ကိုလေဟုံစီးပြီးဆင်းသွားတာကိုတွေ့လေရပါတယ်မိမိကမမြင်မဲသူကမြင်ဥသွားလို့ထပြန်သွားခြင်းဖြစ်တယ်ဒီလိုနဲ့စိတ်ပြတ်မိပြီး လာရလန်တိုင်းမြေပြတ်မြက်ခင်းရှိရကို ပြန်ပြီးတော့ဆင်းလာခဲ့လိုက်တယ်မိမိတော်လေမြက်ခင်းကိုမရောက်မီ တောင်ပန်ခက်တံပြင်းပြင်းကြောင့်ကောင်းကင်ကိုမော်ကြည့်လိုက်ရောတောင်ခါလေလောက်မှရှိတဲ့လက်ဖက်ခင်းဆက်ကိုဝဲဆင်းသွားတာကို မြင်လည်ရပါတယ်ညနေဆောင်အီဒန်တက်ချင်းနီလာလို့အဝေးကိုမပြောင်းတော့ဘဲအဲ့ဒီနီးနားမှာပဲရွေးဝဲနေဟန်တူပါတယ်မိမိကပြန်လဲအတက်သွားပြီးပြည့်ပြည့်မြက်ခင်းဆက်မှာတောင်းငတ်ဆင်းသွားတော့လက်ဖက်ခင်းဆက်ကို ချုံအောင်မှပြန်လဲငုံရှုပ်ပြီးတော့တိုးဝင်လိုက်ပါတယ်15ပေ20သာတိုးဝင်လိုက်ရပါတယ် မိမိမောင်အနိုင်ပိုင်းမျက်ကွယ်မှာကျင့်ကြံခြင်းဖြစ်ရောင်းတောင်ပူကြီးမောင်အလစ်ငိုက်ပြီးသွားခဲ့ပါတယ်မိမိချင်းကရလန်းဟောင်းမြင်းနေချုံချောင်းတိရွယ်ကြဖြစ်တယ်မိမိကတော့လက်ဖက်ပင်ပေါင်းရှင်းထားသဖြင့်မျက်ခင်းပပပေါ်မှာတောင်ပူကိုအတိုင်းသားမြင်နေရခြင်းဖြစ်ပါတယ်မိမိကောင်းဖို့ကြည်ရနေရမောင်တောင်ပူရှိရနေရဟောင်းဂိုင်း90တော့မရှိတော့ပါ ပြည့်ကွင်းကအရှင်ကြီးဖြစ်နေပါပြီမြင်ကွင်းမှာမျက်ခင်းစိမ့်စိမ့်ပေါ် လေတံတွင်တွင်လှုပ်လီလှုပ်လေညင်သာစွာရှောက်လန်းနေဟန်ရှိတယ်။တခဏတော့မိမောစရာဖြစ်နေပါတယ်။တောင်းပူဟာမိမိရှိရာကိုစူးစမ်းလိုဟန်နဲ့အကြည့်နေကြည့်ပြီးဘိညာချီလန်းပြီးရှောက်လန်းလာနေပါတယ်။လက်တလုံးမြသောကာပိုင်ပြောင်းသာပေါ်စီပြီးတော့တိကျတဲ့ကြည်သွလန်းကိုရွေပါတယ်။အိမြသောအကွာဝေးကလွဲမပွေရာအကြောင်းမရှိတော့ပါ။ไก่เตียเอาไว้တော့จုံးခက်ကိုတော့ပြည့်နေကြဖြစ်လို့ကိုယ်လက်ကိုစိတ်ချပြီးသားဖြစ်ပါတယ်။ တလောက်ကွာဝေးတလောက်ရွေးစားပြမကစိတ်ကြိုက်ကြီးသွားလန့်ကိုရွေးချယ်နိုင်ပါလေဒီလိုနဲ့တောင်းပို့ရဲ့တွေ့တန်းတော်လေတိုင်အောင်ကြီးမားကြေပြန်သောရင်ပုံးရဲ့အလယ်ဖိုကိုရှေ့ချင်းဒီကိုကြောက်ချရတန်စီပြီးနောက်ချိန်ပေါ့ရဲ့အလယ်မောင်မြင်းပြောင်ထားလျက်မောင်းခလုတ်ကိုညင်သာစွာဆွဲချလိုက်ပါလေကပိုင်တဲ့နဲ့ဟာတခြားသောရိုင်းဖဲကြီးတိကဲ့သို့ပြင်းထန်သောပေါက်ကွဲအောင်မရှိပါတဲ့နဲ့ကိုအနှင်းငယ်သာလှောက်ရှားသေးပါလေ ရင်မောကိုဖောက်ထွင်းတော့ကြည်ဘူးရဲ့တွင်ကန်အားကြောင့်တောင်းပို့ခမြောင်းအံအားတင်သွားဟန်တူပါလေအတိုင်းငယ်ကြတော့မှခြေခောက်ပြီးဖိထိုင်ကြသွားတယ်။ခေါင်းလေတန်းရှိကလဲမသွားပါမိမိကိုစိတ်စင်ကြီးကြည့်ပြီးမှင်တက်နေတဲ့ပုံမှာရှိပါတယ်။ခြုံထဲမှာထားလိုက်ပြီးမြက်ခင်မောကိုမိမိရှောက်လာတဲ့အချိန်ညင်သက်ငေးမောလျက်ရှိနေပါတယ်။မိမိနားကိုရောက်ရှိပြီးခေါင်းကိုတနက်ပြောင်းနေအသားရတွပီးလှည့်လိုက်တော့မှ ဖြည့်ချင်းစွာလဲပြိုကျသွားတယ်။မိတို့သောအကြောင်းကြောင့်တော့မသိမိမိမှာမငယ်တကောင်ပြစ်ခက်ရရှိခြင်းတို့အာရဝန္တာမရှိ။ငါမားလိခြင်းဆိုသောအတွင်းနောင်တနဲ့စိတ်မချမ်းမြေတော့ပါ။မိမိတက်ကိုတက်ရလိခြင်းဆိုသောတတ္တသမကိုနောက်ဘဝထိအမတ်ရအောင်လို့စူးစဲစဲကြည့်ပြီးဝိညာဉ်ချုပ်ငင်းခဲ့လေသလားတွေးထင်နေမိပါတယ်။တောင်းတေကိုစိတ်မပါလက်မပါနဲ့တောင်းပန်များမှဆွဲပြီး စခန်းကိုပြင်လာတော့ကိုအဝိမလမ်းမြင်လိုက်ရလို့မိမိရဲ့ရဲပေါ်မြောင်းအော်ဟစ်ပြောနေကြတော့လေမိမိမောမပြောနိုင်ပါကြီးမသောမာတစ်ခုကိုကျူးလွန်မိသူပမောင်းသောကနှလုံးနဲ့ကြီးကြီးကွယ်ကွယ်ခံစားလျက်ရှိပါတယ်မြမတို့ရဲ့အယူဆရမုံဆိုးများ တောင်းခတ်ကို ပြစ်လိပြစ်ထားမရှိ တောင်းပြစ်ခဲ့တော်သူဟာတာတကွယ်မရတကွယ်မိသားစုတကွယ်ဖြစ်ရတဲ့လို့ဆိုပါတယ်ဘလောက်ထိနက်နက်ရှိုင်းရှိုင်းရှိကြတော့မသိပါဘူး ်ထိုစဉ်ကအမှန်တိုင်းဝင်ခံရမယ်ဆိုရင်ယုံကြည်လည်းမရှိ လုံးဝယုံကြည်မှလည်းမဟုတ်ပါ တောင်းကဟာကြက်ဘဲတို့ထက်ကြီးတယ်အချင်းစီးတယ်သုံးဘိတ်တာလေးဘိတ်တာခန့်ရှိတယ်ရှေ့တန်းမှာဟင်းစားဆင်းရဲကြတဲ့ရဲဘော်များဖို့တောပြည့်လို့ရရှိသောဟင်းလျာများသည့်သာမြှို့လင့်စရာဖြစ်ပါလိမ့်မိမိမှာတော့ပျော်နေသောရဲဘော်များရဲ့လက်ထက်ကိုတောင်းတီကိုအပ်လိုက်တော့လေစလို့စေမရှိလက်ပြားနဲ့တော့မတို့ပြီပါစာခဲ့တော့အသာဖြစ်လို့ အမွေနှုတ်ဖြတ်ပြီးခုတ်တက်ကောင်ပုံသားတစ်ချောင်းကိုတော့တက်ခွဲမှုထံကိုရဲဘော်များကမျက်နှာလုပ်ပြီးပို့ပေးလိုက်ပါသေးတယ်မိမိတို့ရဲ့အိမ်အောင်တဲ့ဘဝဟာအကွေကောက်အတက်စင်းပျံပတာနိုင်လာပါလေမယူကြမီကလည်းဇနီးတဲ့ရဲ့မိဘများကလက်မခံလို့နှုတ်တော်သူရုံတက်လက်မထိုးယူပါလေပြီးတော့လေကျောင်းဆရာမဖြစ်သောဇနီးတဲ့ကအလौတာဝင်ကြရာကြီးပါများမှာ တွားရောက်နေထိုင်ရပါတယ်။စမူတန်းပြတော်မိမိကလည်းရှေးတန်းစစ်စင်ရေးမှာအချင်းပြေးနှီးပါရောက်နေရပါတယ်။ဒုစင်ကောင်ရှမ်းပြည်နယ်မြောက်ပိုင်းဟာနေမြေလုံးကျုံမှုနေပါသောကာလဖြစ်ပါတယ်။တနေ့လုံးနေမှာရပိုင်းရခောင်နောက်တန်းကိုပြန်နာခြင်းတလနှစ်လသုံးလာရတယ်။ထိုချိန်မှာလည်းဇနီးကနောက်တန်းမှာမရှိ။ဒါကြောင့်ဇနီးတဲ့တာဝန်ကြရာကြီးပါကိုရှောင်းတခင်ခွင့်ဆက်ရယူပြီးတော့တွားရပါတယ်။လေမယားနှစ်ယောက်လုံး အမှုတံဘဝဟာ မောင်တရွာမယ်တမျိုးဖြစ်အောင်ရေရှည်မှမตายနိုင်ပါမိမိရဲ့ဘဝကလည်းသာသမီများသာ ထွင်ကားလာပါလေမိသားစုရဲ့မြှုပ်ထွေးမှုရတမြမခံစားကြရဤသို့သောစိတ်နဲ့ရှာပါလာသောအလူတကွနေထိုင်ရတဲ့ရဲများမှဇနီးတွေကိုမိမိတိုက်တွန်းမှုပါလေသားရည်သမီးတွေမိဘတွေတူနဲ့တူတန်ရောစဉ်ဆိုတာတမင်းလက်ဆောင်စားကြရတယ်ကွမနေ့ကအလုပ်ချိန်ထဲမှာဖြစ်နေရင်တော့ ညနေစာကိုတော့လက်ဆောင်စားနိုင်ဖို့ကြိုးစားတင်နေဇနီးဖြစ်သူကကြည်ကြေရန်ကုန်ဆိုတော့မျက်နှာပြီးနေမလိုပါဘူးတော့ဝန်းချင်းစုံနာမှတ်လို့ကိုဆိုင်ကိုဘသာကိုစဖို့ထုတ်ခဲ့သူပြောပါလေတခါတခါကြိုးစားသေးတော့လေအကြောင်းမထုတ်တဲ့ပြင်နောက်ထပ်ပြီးမပြောတော့ပါမှတ်ပြီးရင်မှတော့မိမိတို့ရဲ့အမှားများပဲဖြစ်ပါလေပူပြင်းသောနေရာတိမြောင်းဘလောက်ပဲပူလောင်ပါစေအချိန်ကာလ ပိုင်းခြားတော့ရှိမှာပဲဖြစ်ပါတယ်ဒီနေ့နေ့မှာမိုးရသည်တော့ကြာရောက်လာမှာပဲဖြစ်တယ်တကယ်တော့ရင်တွင်းပုံများကင်းဝေးစေတော့တဘာဝမိုးရည်စများကိုမျက်လင်းတကြီးဆောင်စားရင်ဇရာရဲ့ဝါမျိုးမှုကိုမေ့လျော်နေခဲ့ပါတယ်ဒီတစ်ခေါက်အတော်ကြာသွားတယ်နော်ဟေးကွာ အလုတ်ကပိတ်ရမရှိဖြစ်နေတာအရင်ရုံးလို့တုန်းကစတဲ့တုန်းကနေရုံးပိတ်ရဆိုလာနိုင်သေးတယ်အခုသတင်းစာလောက်က ိတ်ရမရှိတော့ဘူးလေဒါကြောင့်ဗောစင်မှုတန်းဘဝမှာအနာယူပြီးဝါသနာပါရာကင်မရာကလောင်ကိုင်းပြီးပြန်ကြားရေးဝန်ကြီးဌာနမှာအလုပ်ဆက်ပါတယ်ဒီဒီမှာလေမောင်တူရမေတမြို့ဇလံကမသိနေပါဒီလိုနဲ့တစားတစားအနေဝေးတော့ရက်လနှစ်က ရှည်လျာလာပါတယ်ဒီဦးနဲ့တူအလံဝေးမှမသိဝင်နေခဲ့ရမှာဘာလာလောက်တာလေတူခဲ့တဲ့ဇနီးတဲ့ထမ်းမှာ လေစိမ့်တိုက်ခတ်လာတဲ့ခါမှာကိုယ့်ရဲ့ခြေဆုံးကိုကုန်းကုန်းကြည့်တယ်။အဲ့ဒီဆန်တော့ခြေလမ်းများပါတကောင်။အင်းရှင်မဟုတ်တော့ပါ။ဒီလိုနဲ့ဘဝတစ်စိချိုးကိုရောက်ခဲ့ရပါတယ်။တိုက်တိုက်ဆိုင်ဆိုင်မှာအာဟုတုဟာအပေါင်းဖော်နဲ့လာတဲ့တည်ဖြစ်အောင်နိုင်ငံကမင်းကိုအနာပေးလိုက်ပြီ။မိမနာမအမြဲနေခြင်းတပတ်ဆိုနေပြီတော့ဗျာ။တက်ပြေပြီ။လွလွလလနေပြီတော့သွားလို့ရသွားနိုင်ပြီ။ ထို့ကဲ့သို့သောသဘောကိုစောင့်တဲ့အမိန့်မြန်နဲ့ပါရှိလာတဲ့အခါသမယမှာပဲဖြစ်ပါတယ်။ထို့သို့သောဂျမားစုများ အစုပြုံပေါင်းဖို့နဲ့ဝင်လိုက်လာတော့မှအိယမပုံနိုးခံရတဲ့ဘမအလန်တကြနဲ့ကျော်လွန်ခဲ့သော ခီးသွွားမှတ်တိုင်းများကိုစူးစမ်းဖြစ်ပါတယ်။လက်ပူမီလောင်တော့မှရရွက်ကိုတရိယာကောင်းမှတည်လာခဲ့ပါလေ။ပိသားစုစားဝတ်နေရွတ်လုံပန်းနေလို့ကိုကြီးကိုအလေးမထားနိုင်ကြပါ။ကိုကြီးကငါ အလုပ်လုပ်ကြတဲ့ဘဝမှာသားသမီးများလက်တွဲလွှတ်ပြီးမိဟိုဖောင်းများဆက်လက်ဝင်အိုးတုံးချင်မရလိုက်မစုံနိုင်သောမြင်းမြိုင်များဖြစ်ကိုဆက်ရောက်ရပါတယ်ကញ្ញမမုံတိုင်းလီလာဟူကျွေးလီလာမိမိဟာဥပဒံကြောင့်ဥပရောက်တဲ့ဆိုတော့ဝေါ်ဝါရကိုကျင့်နေတတ်သူတော့မဟုတ်ပါယုံကြည်ဆွေးလန်းတာလည်းမရှိဘူးမှန်ပါတော်တော်လေးဘဝတစ်ခုမှရလာတဲ့မိသားစုလည်းမမြဲဘူး လူဖြစ်တော့လေခန္ဓာနဲ့ဆက်ကြရတယ်။ဝစီပြည့်မနောပြည့်တွေကိုပြောမိဆိုမိလုံမိမယ်ဆိုရင်ပြောလိုက်တဲ့စကားတန်းလေထဲမှာပျောက်သွားကြပြီမဲ့ကိုယ်စီမှာကံကကြံ့နေအရိကံမှန်သမျှခန္ဓာနဲ့ဆက်ကြရမှာယဟန္တာမဖြစ်သမျှဆက်ကြရတော့မယ်။တခါတလေတချို့ယောက်ျားကယောသာသာလောက်ကိုင်းစားပါလျက်နဲ့မိမကပွေရှုပ်ပြီးဟိုယောက်ျားနဲ့တွင်ဒီယောက်ျားနဲ့တွင်ဒါကိုယောက်ျားဖြစ်သူသိပေမဲ့မခွဲနိုင်ဘူး။ ပေးကဝိုင်းပြောလဲမကွဲမပြတ်နိုင်ဘူးပေါင်နေရတာပဲဒါကဘာနဲ့ဆက်နေကြရတာတော့အသွေးသားနဲ့ခန္ဓာနဲ့ဆက်နေကြရတာနောက်ဆုံးအသွေးတွေသားတွေအယိုးကြတဲ့အထိဘဝဝေကြွေးပြည့်စက်နေကြရတာနှွားတွေလိုပေါ့ဆိုတော့တရားတော်ဟာမိမိရဲ့ရင်တွင်းကိုတတောင်ချင်းတတောင်ချင်းတိုးဝင်မှန်လာတော့ကြည်စံများတာဖြစ်ပါတယ် မချက်ဓမ္မကတိကကမ္မဋ္ဌာနာသရိယဆရာတော်အရှင်သုံးပါးရဲ့ဝိကံကြမ္မာကြောက်ဆရာတရားတော်ကိုစင်ပွားပူဇော်ထားပါတယ်။စာရည်သူဟုတ်ကဲ့စေဝန်သာပွဲတတိတံဝေကရဝေယလှုပ်ဝဆန်းခြင်းကမ္မီယဖြစ်ရမဇလန်ကောင်းလေးကိုတင်ဆက်ပြီးတဲ့နောက်မှာတော့ကျမ်းမာရေးဆီလက်ဆောင်အစီအစဉ်လေးရောက်ရှိလို့လာခဲ့ပါပြီ။ဒီနေ့တင်ဆက်ပေးမယ့်ကျမ်းမာရေးဆီလက်ဆောင်အစီအစဉ်လေးကတော့ဆရာကြီးနတ်မောင်မင်းတန်နိုင်ရေးသားထားတော့ တင်ကိုပပြောက်မဖြစ်စေရန်ထိမ့်သိမ်းထားတဲ့တော်မြမနန်းတွင်စိတ်နီကောင်းတက်လက်ဖြစ်တဲ့အမျိုးသားများတုတ်ခမ်းယောဂတွယ်လို့မြည်ရတဲ့ကျမ်းမာရေးဆေးလက်ဆောင်လေးပဲဖြစ်ပါတယ်အမျိုးသားများမှာအဖြစ်များသောယောဂမှာတုတ်ခမ်းယောဂပဲဖြစ်ပါတယ်ရေဘူးရအဖြစ်အသက်40မှ50တွင်တုတ်ခမ်းခြင်းဟာယောဂပဲဖြစ်ပါတယ်90ကျော်မှ60 90ထက်မှာတုတ်ခမ်းခြင်းမှာယောဂလို့မဆိုနိုင်ပါဘူး အသက်ရွယ်စရာအရာချင်းစီဆုပ်ယုပ်လာခြင်းပဲဖြစ်ပါလေ။ဤသို့ပင်ဆိုစေတုတ်ခန်းခြင်းဟောင်းအမျိုးသားများရဲ့အသက်အန္တရာယ်ထိထိခိုက်လာနိုင်သဖြင့်တတိတာကုသပြီးစေဝါမိဝဲတင်ပါလေ။တုတ်သွေးတစ်ဆက်လူသွေးဆဲတက်လို့အကြံပြန်အဆိုရှိပါလေ။တို့တော့ကာမအမျိုးလွင်ခြင်းတုတ်သွေးဖြုန်းတိခြင်းကိုအသက်ငယ်ရွယ်နှုပြိုခြင်းကလေးကစင်ကျင်တတိရှိဖို့လိုပါလေ။တုတ်ခန်းယောဂအတွက်ဘေးရွယ်ဆိုးကျိုးမရှိပဲ မိဝဲတဲ့နဲ့တဘဝမြမရိုးရာစိနေတဲ့လက်ကို တင်ပြလိုပါတယ်မဘဲကိုလို့စီနဘူးခံရေမြုပ်ယုံထဲပြီး ရေခံပြုတ်ပါထို့နောက်အေးခံပြီးအခွင့်ချွတ်ပါပြီးရင်ထုတ်ဘက်ကောင်းကောင်းနဲ့အယောင်တောက်လာတဲ့အထိကြော်ပြီးတကြာစတူနဲ့ညံ့ဝင်နေအောင်ရောက်မွေပါထို့နောက်ပြာကြီး30ကျပ်သောထုတ်ဘက်30ကျပ်သောနဲ့တမောင်းမှွေပြီးတော့ ဖန်ပလင်းအဝကျင်မှထည့်ထားပါမနက်တကြင်ညတကြင်လပတ်စားတစ်စွင် စားပေးပါ တပတ်တွင်တုတ်ခမ်းယောဂပျောက်ကင်းတက်တာသွားပါလိမ့်မယ်ပန်သိပန်ညိုပန်မလန်းသူမြောင်းစိတ်သွားတိုင်းကိုပါလောကကိုကျင့်နေလာပါလိမ့်မယ်တန်စေလွင်ပေးလို့အဆိုရှိပါတယ်မိမိရဲ့အခြေအနေကိုမိမိစဉ်းကျင်မိဝဲဖို့တော့တတိပေးလိုက်ပါတယ်မြမရိုးရာနန်တွင်စင်ဒီကောင်တက်လက်ဖြစ်တာကြောင့် တင်ကိုပပြမှာဖြစ်စေရန်တင်ပြအပ်ပါတယ်။ဟုတ်ကဲ့စာရေးသူဆရာကြီးနှစ်ယောက်ကိုလည်းအထူးပဲကျေးဇူးတင်ပါတယ်။စေဝင်စားပွဲသတိတဝေကရောက်ဝဲအောင်ကမိရောက်လူဝဆန်းကျဖြစ်ရမန်ဇလန်ကောင်းလေးကိုဘာမီဟော်ရာ channel လေးကနေတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်။အဆုံးထိလိုက်ပါအားပေးနားဆင်ခဲ့တဲ့ကျွန်တော်ရဲ့မိတ်ဆွေတွေကိုအထူးပဲကျေးဇူးတင်ပါတယ်။စာတပုတ်ကိုနားထောင်ပြီးတာနဲ့မိတ်ဆွေတို့ရဲ့ထင်မြင်ဆက်ချက်တွေကိုဉာဏ်ရည်တွေးတဲ့အနေနဲ့ video လေးတစ်ချက်နေပြီးတော့ comment ပါ ဝင်ရောက်ဆွေးနွေးညှင်းခုံသွားလို့ရပါတယ်အာမနာပါနဲ့မိတ်ဆွေတို့ရဲ့ကောမတ်တကြောင်းချင်းစီတိုင်းကိုလင်တော်တင်ဆက်သူက အလေးထားပြီးစာပြန်ပေးနေပါပြီစာဖတ်တာဝဝဒနာပါပြီမဲ့စာဖတ်ဖို့အတွက်အချိန်မပေးနိုင်အလုံးပါတဲ့ကျွန်တော်ရဲ့မိတ်ဆွေတွေအတွက်ဘာမီဟော်ရာ channel လေးကနေထူးခြားဆန်းကျင်းလိုဝဆန်းကျင်းဒေဒရင်ဘူပရာလောကကမ်မီယယမတန်မူခင်ဖြစ်ရမဇလန်ကောင်းမြတ်စွာကိုနေ့စဉ်မပြတ်ရှာဖွေပြီးတော့မှဖတ်ပြတင်ဆက်ပေးနေပါပြီခင်ဗျာ